အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေအင်္ဂါတာသမီအားလုံးအတွက်26ရက်10လ2025ကနေ10ရက်10လ2025အတွင်းမှာကြုံလို့ရမယ့်တပတ်စာကံကြမ္မာဟောင်းကိုကန္နာတခုစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကာလမှာကျွန်တော်မိတ်ဆွေအင်္ဂါတာသမီတွေပေါ့လေဘယ်လိုကံရလေးတွေကြုံလို့ရတယ်လဲဆိုတော့အပရမောက်တော့ကျမိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးစတင်ဟောပေးခြင်းနဲ့ပဲเนาะအကျမိုင်းနဲ့ပတ်သက်လို့ရှိရင် အင်္ဂါတာသမီတွေဒီကာလမှာ အဓိကအဖြစ်ဝမ်ဖိုင်နဲ့ပတ်သက်တဲ့ယောဂလေးတွေပို့ဖြစ်တဲ့ကိစ္စမှာပါတော့တစ်ချက်တော့သတိထားပေးတယ်နော်အဲဝမ်ဖိုင်တစ်ခါနေလာလို့ရှိရင်2မျိုးလာပါတယ်တစ်မျိုးကကြတော့ C အဆုတ်အဆိုင်နဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တဲ့တယ်တစ်ချက်ကတော့ C မှာသူကကြောက်တွေပါတယ်တာလေးတွေအဆိုင်ရောင်တာမျိုးလေးတွေအဲ C အဆုတ်အဆိုင်လို့ခေါ်တာပေါ့နော်အဲ့ဒါမျိုးလေးတွေသူကဖြစ်တဲ့ကိစ္စမှာပါတယ်တစ်ချက်သတိထားပေးစေချင်တယ်နောက်တစ်ခုထပ်ပြီးမှာကျင်တာကလေအင်္ဂါတာသမီတွေကိုတစ်ချက်လေးမှာကျင်တယ်အဲ့ဒါပါလဲဆိုတော့အဲဘယ်လိုပြောမလဲခနာကူမှာဖြစ်တဲ့ကျမ်းမာရေးချက်စာစိတ်မှာဖြစ်တဲ့ကျမ်းမာရေးတွေနည်းနည်းလေးပို့ပြီးစိုက်ပေး ဘာမှပြဿနာတော့မရှိခဲ့ဘူးဆိုရင်တော့မှစိတ်လေးတွေမွန်းကျက်နေတာစိတ်လေးတွေလေးနေတာစိတ်တွေလေးနေတာနောက်ဆုံးများဖျားလေးပါလောင်းရှုပ်ဝင်နေသေးမရှိတော့တဲ့အနေအထားတွေပေါ့နော်အလုပ်တွေပါလုံးချင်းသေးမရှိတော့တာတွေသွားကျင်လာကျင်နေတာဘယ်တော့လို့ဘာလို့လို့လို့မှလည်းမသိဘူးအဲ့လိုမျိုးမွန်းကျက်နေသလိုဖြစ်တယ်လို့တချို့လေးတွေဆိုဒီကာလမှာမေးတယ်မေးထားရှိတယ် CIA ကျမများလူများတွေများစုံပျော်ကနေလှုပ်ထားသလားဆိုပြီးတော့မေးတဲ့အမေးမျိုးကလေးပေါ့နော်အဲ့ဒါမျိုးတွေဒီကြုံရတဲ့ကိစ္စမှာပါတယ်နော်ဘယ်သူမှအားရမလို့လှုပ်လည်းမထိပါဘူးဗျာနော်ဒီကိစ္စကြောင့်ဒီတိုင်းဖြစ်တာကြီးပါပဲဗျာနော်ထားတော့ အဲနောက်တစ်ခုထပ်ဖြစ်တတ်သေးတယ်အဲ့ဒါဘာလဲဆိုတော့အမျိုးသားလေးဆိုပို့ပြီးသတိထားရမယ်အဲ့ဒါမူရစေဝါနဲ့ပတ်သက်တဲ့ကိစ္စတွေတောက်စားတာမူရစေဝါဆိုတဲ့ခါမှာဆေးတစ်ခုတည်းမဟုတ်ဘဲနဲ့အရက်တွေသာအစားပါတယ်ပေါ့နော်အဲ့လိုတွေတောက်စားပြီးတော့အသည့်သည့်ပြောက်သွားတာတွေအလေလိုက်တာမျိုးတွေသွားဖြစ်တဲ့ကိစ္စတွေမှာပါတော့နောက်ဆက်တော်လေးတွေမကောင်းဘူးလေအဲ့ဒါလေးကိုရှောင်လိုက်နိုင်မယ်ဆိုတော့တအားကောင်းပါလေအဲ့တော့ကျွန်တော်ရိုးတန်းချမ်းမိုင်ညလို့ဆေးုံဆေးကန်းတွေပါပြီးပြမယ်ဆိုခဲ့ရင်ပေါ့တနင်္လာသာသမီဆရာဝန်နဲ့ပြပေးရင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းနဲ့ဗျာနော်အဲတနင်္လာသာသမီဆရာဝန်လေးနဲ့ပြပေးပါပြီးတော့အင်္ဂါသာသမီတွေဒီကလာမှာ အလုတ်ကန်နဲ့ပတ်သက်လို့ရှိရင်တော့တချို့ကတော့အလုတ်ပြောင်းတယ်တချို့ကတော့နေရာထိုင်ခင်းပြောင်းတယ်ပြောင်းတာကောင်းပါတယ်ဗျာနော် ကောင်းသောပြောင်းလဲခြင်းနဲ့ပြောင်းတတ်တဲ့ဂိမ်းတွေရှိတယ်အထူးသဖြင့်ဟိုဟာအလုတ်လျှောက်ထားတာကြာပြီးဖြစ်တဲ့ပြပသွားဖို့သူတွေဆိုရင်ဒီကလာမှနိုင်ငံသားသွားတတ်တဲ့ဂိမ်းတွေရှိတယ်လေသွားရင်လည်းအဆင်ပြေတယ်ဟိုနည်းနည်းလေးပို့ပြောရင်တော့မှဒီကလာမှနိုင်ငံသားမသွားဘူးဆိုရင်တခြားနေ့တွေမှာမသွားတော့လို့လောမှအဲ့လိုပြောရမှာလို့ပဲနော်အဲ့တော့ဒီကလာကသွားလာလှုပ်ရှားတဲ့ကိစ္စတွေကောင်းတယ်တချို့ကတော့ခီးနီးသွားတယ်တချို့ကတော့ခီးဝေးသွားတယ်ဗောနော်ဝန်ထမ်းတွေဆိုရင်ဒီကလာမှအလုတ်ကန်နေရာထိုင်ခင်းကြီးကြီးမားမားအပြောင်းလဲဖြစ်တယ်နော်ဝန်ထမ်းနေရာဌာနတော်တော်လေးပြောင်းရတယ် ရာထုပါပြောင်းတယ်နေရာထိုင်ခင်းမှာပြောင်းအောင်တဲ့ကိန်းရှိတယ်အဲ့တော့တော်တော်လေးတော့ဂယူးဆိုင်ကလည်းမယ်နော်တရားနာတရားကန်ခြင်းတော့မတူဘူးကောင်းသောပြောင်းခြင်းနဲ့ညံ့သောပြောင်းခြင်းမှာတရားနာတရားကွာခြားမှုတော့ရှိတယ်မယ်သို့တော်ဒီအပြောင်းလဲကတော့မဆိုးဘူးဆိုတဲ့အနေအထားကျွန်တော်တို့လက်ခံလို့ရတဲ့အနေအထားမှာတော့ရှိပါတယ်ကနော်အဲ့တော့လက်ရှိတော့ကထွက်ပြီးတော့နောက်လို့တစ်ခုပြောင်းနေတဲ့သူတွေဆိုဒီကလာမှပြောင်းမယ်ဆိုပြောင်းမှရပါတယ်။အဲလူများလို့ပဲလို့လို့ကိုကိုပိုင်စီဝါရီပဲလို့လို့လှုပ်ရှင်နေဆိုလှုပ်လို့ရတယ်ကောင်းပါတယ်ဗျာနော်။တခုတော့ရှိတယ်ဝန်ထမ်းတွေသာဖြစ်ခဲ့မယ်ဆိုရင်အထက်လူကြီးတွေရဲ့အဖိအားပေးမှုတွေတောင်းဆိုမှုတွေများထက်တဲ့သဘောဝရှိမယ်။ လုတ်ဖို့ကိုင်းမဲ့တွေတိုက်ခိုက်မှုတွေခံရတဲ့ကိန်းရှိတယ်။အဲဒီအတိုက်ခိုက်ကြတဲ့ကပဲအောင်မြင်မဲ့ကိန်းတွေမှာပါတော့စိတ်ပူစရာတော့မလိုပါဘူးပြန်နော်။အင်္ဂါသားသမီးတွေဒီကာလမှာတချို့ဒီရှစ်ပုံရှစ်ကံကြီးမာတဲ့သူတွေဆိုရင်ခြံတွေပါလေဝင်မယ်ကားတွေပါလေဝင်နိုင်မယ်နော်။အဝင်လဲအဝင်တော်တယ်ဗျ။တချို့ကတော့ငွေအစုလိုက်ပုံလိုက်ဝင်လာတတ်တယ်။ရှစ်ပုံရှစ်ကံကြီးမာတဲ့သူတွေဆိုရင်ဒီကာလမှာထီစုရေးပါလေပေါ်တဲ့ကိန်းလို့ခေါ်တယ်ဗျာနော်။အဲ့တော့ဝါသနာပိုင်းထီထိုးပြအောင်ထိုးပေးပါလို့အကြံပေးခြင်းနဲ့ထိုးမဲ့ဆိုရင်အပူတွေအခွားတွေမြန်မြန်လေးထိုးပေးရင်တော့ပိုကောင်းတာပေါ့လေနော်။ ရှေ့အစားရှေ့အဆုံးတို့အလေးစားလေးဆုံးတို့အဲ့လိုလေးတွေထိုးပေးရင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းတယ်ဗျာနော်။ပေါ့အောင်လည်းတယောက်တို့ပါဗောနော်။ထားပါတော့။အဲ့တော့အဲအင်္ဂါတာသမီးတွေဒီကရမှာရှင်ပြုရန်ကအလူတို့ကထိုင်အလူတို့အဲ့ဒီတည်းမှာပါဝင်လူတန်းရတာမျိုးတွေပါဝင်ဆင်နွှဲရတာမျိုးတွေဖြစ်တတ်တယ်။ပြီးတော့သူကဟိုရန်တန်းကတော့ဒီကိုယ့်ရဲ့အိမ်ကိုကြွလာတာမျိုးတွေပုံတော်တို့ဓာတ်တော်တို့ဒီဖျားပုံတော်တို့အဲ့အထာမျိုးတွေတောင်ရက်ကနေရောက်လာတာမျိုးတွေဖြစ်တတ်တယ်။အဲ့ဒါကိုလက်ခံပြီးတေချာထားပြီးကိုယ့်ရဲ့ပူဇော်မယ်ဆိုရင်စီဝါဥစ္စာတွေပို့ပြီးတက်လာမယ်ခင်ဗျာမှာပါတယ်။ တခုရှိတယ်တချို့လေးတွေရှိတယ်ဗျာကိုယ့်အိမ်မှာမူလာတဲ့ခွေးလေးတွေကြောင်လေးတွေပေါ့နော်အဲခွေးကြောင်လေးတွေခလေးမူလာလေးတွေဖြစ်စေခွေးလေးကြောင်လေးတွေကြက်လေးတွေကိုယ့်စီဝင်လာတာမျိုးလေးတွေဖြစ်စေဝင်လာတဲ့ကိန်းရှိတယ်ဟိုခလေးမူလာတော့မပြောလို့ပါဘူးဒါပေမဲ့လေခွေးလေးတွေကြောင်လေးတွေကြက်လေးတွေပေါ့နော်အချင်းတစ်ချောင်းအဲ့လိုမျိုးလေးတွေဝင်နိုင်လို့ရှိရင်ကိုယ့်စီဝင်လာမယ်ဆိုတော့ငွေကြီးအစုလိုက်ပြုံလိုက်တွေခြံတွေကားတွေရှူတွေကမဝင်တော့ဘဲနဲ့ဟိုဘယ်လိုရောလဲကိန်းကြီးဝါတာမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့မဝင်စေချင်ဘူးပေါ့လေနော်ခိုက်တာမျိုးမဟုတ်ဘဲနဲ့အဲ့နားမှနေသူကကိန်းကြီးဝါတယ်တချို့ကရှိသေးတယ်ဗျရှူတွေခြံတွေမဝင်မဲ့လူတွေပါတယ်ဝင်တယ်ပေါ့နော်လူချင်းတစ်ချောင်းဝင်တယ်ပေါ့ အဲ့ဒါဘာဖြစ်တတ်လဲဆိုတော့တာသမီရှိတဲ့မိပါလေးဆိုရင်ဒီကလာမှာတာသမီကခိုးရလိုက်ပြေးသွားတာတို့အမေမခိုးလာတာတို့အဲ့လိုမျိုးဖြစ်တဲ့ game တွေရှိတယ်။တချို့အမျိုးသမီးတွေအမျိုးသားတွေရုပ်တရက်မမျောနိုင်မနဲ့အိမ်တော်တွေပါရုပ်တရက်ထကြတယ်မစီစဉ်မနဲ့ထကြတဲ့အိမ်တော်ယူလို့ခေါ်တာပေါ့နော်။အဲ့အဲ့ဒါမျိုးတွေကသာသွားကြုံရတဲ့ game ရှိတယ်။ပတ်စံနဲ့ပတ်သက်ပြီးဒီကလာကပတ်စံအလုံးလိုက်အရင်နိုင်ဝင်လာတဲ့ game ရှိတဲ့အတွက်စိတ်မပူဘူး။ဒါပေမဲ့ရတဲ့ပတ်စံလေးတွေမမြဲမနဲ့ပြန်ထွက်သွားတဲ့မျိုးတွေဖြစ်တဲ့အတွက်ပတ်စံရခဲ့မယ်ဆိုရင်ရွှေလုံးမယ်ဆိုလည်းလို့အဝင်တော်တယ်နော်။ခြံပဲဝော်ပဲကားပဲဝော်ပဲအဝင်တော်တာဖြစ်တဲ့အတွက်အဲ့လိုမျိုးအဖက်တင်တာလေးလောက်ပါ။ တော့ဒီကလာမှာရွှေရောင်းဝယ်လုပ်တဲ့သူတွေဖြစ်စေအဲချန်တို့ကားတို့เนาะအိမ်ချမ်းမြေရောင်းဝယ်လုပ်တဲ့သူတွေဖြစ်စေအရောင်းဝယ်လေးတွေပို့တက်ပြီးတော့ဘွဲကလေးတွေများစွာရရှိတတ်တဲ့အချိုးမြများစွာရရှိတတ်တဲ့ဂိမ်းတွေမှာပါပါတယ်ဗျာနော်နောက်တကအင်္ဂါတာသမီတွေအဲအခြေအိမ်တော်နဲ့ပတ်သက်ရင်တော့ဒီကလာကတိတ်သဘောမချတဲ့အရာလေးတွေမှာပါတယ်အဲ့ဒါပါလဲဆိုတော့ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ကတောက်စာမူရင်နေတာမျိုးတွေအငငယ်နှောင်းထားတာမျိုးတွေတတိယတယောက်နဲ့အဲ့လိုမျိုးဖောက်ပြန်တာမျိုးတွေ ဖြစ်တတ်တယ်ပြောစကားလဲနားမထောင် KDB မှာဆက်တွေသွားတာတို့တောက်စားမူးယွင်းနေတာမျိုးတို့အဲ့လိုမျိုးတွေဖြစ်ပြီးတော့အိမ်တော်ကြီးမတာမညာဖြစ်တတ်တဲ့ဂိမ်းပါပြီးတော့အခက်မသိအောင်ကွဲတက်ပြတ်တတ်တယ်ပေါ့နော်တချို့တော့သတိထားပေါ့အဲ့ဒါချစ်သူအိမ်တော်ဘက်တွေကတနင်္လာတို့ဗုဒ္ဓကုလို့ဆိုရင်တော့အဲ့လိုမျိုးဖြစ်တာပိုပြီးများတတ်တဲ့တဘာဝရှိတော့ဂရုတော်တော်လေးစိုက်ပေးပါပြီးတော့ချစ်သူထားမဲ့သူတွေဖြစ်နိုင်ဒီကာလအပိုင်းခြားလေးကိုခဏလောက်သိခံပြီးမှထားပါနဲ့။ဒီကာလမှာထားလို့ရှိရင်ထားတဲ့သူတွေနတ်ဆက်တွေတူတူတလောင်းပါတဲ့သူတွေနဲ့တွားပြီးတော့ပတ်သက်ဆက်နွယ်မိတဲ့တိုင်အဲ့လိုပတ်သက်ဆက်နွယ်မိတဲ့ရင်ကိုယ့်ရဲ့နာမည်ကိုသိခံလေးကြားတတ်တော့ ဝင်လာတဲ့လက်လာပါလေးတွေအစပိတ်သွားတာလေးတွေမဖြစ်စေချင်ဘူးဗျာနော်အဲ့ဒါတွေတော့ခရီးဆိုင်ပြီးရှောင်ပေးပါအဲပညာရေးနဲ့ပတ်သက်လို့ရှင်တော့ဒီကလာမှာဆောင်ဝက်ဖြစ်လို့ရှင်နေပြီဟို50 50ပဲရှိတော့ဝရိယအားလေးနှစ်ဆလောက်ကြိုးသားမှတော်ကကြလိမ့်မယ်နော်အဲပညာရေးတစ်ဖက်အားနေတယ်တစ်ဖက်မှာတော့ရွှေလင်းငွေတွေစီးပွားဥစ္စာတွေကတော့ရှာရင်ရှာသွားလို့ရပြီတခြားတစ်ဖက်မှာစိတ်လေပြောင်းနေတော့ဘာသာရေးအားနေတာလေးတွေပညာရေးမှာတော့အားနေတာလူမှုနဲ့ပတ်သက်ပြီးအချိန်ကုန်တာလေးတွေဖြစ်တတ်တယ်ခရီးဆိုင်ပြီးပေါ့နော် အော်ဘာလား26ရက်28ရက်28 29 31နိုဝင်ဘာလား1ရက်တောက်လျှောက်အမရံကံကောင်းတယ်ဗျထိပောက်သူတို့ပတ်စံအစုလိုက်ပြန်လိုက်ဝင်လာတဲ့ကိန်းရှိတယ်ရကြရှိတဲ့ပတ်စံတွေပြန်ရတာမျိုးတွေအကျွေးပြန်ဆက်တာမျိုးတွေဖြစ်စေတာသမီဆိုရင်အဲပြန်ပြီးထောက်မမှုတွေရတာဖြစ်စေအများကြီးပဲပေါ့နော်အဲငွေဝင်စရာလမ်းကြောင်းတွေအများကြီးပေါ်ပေါက်လာလိမ့်မယ်အဲ့ကာလမှာပဲပြပခီးသွားတဲ့ကိန်းအလုပ်ရပြီဆိုတော့တရင်တကာကြုံဝန်ကြားရတာမျိုးတွေနော်အလဲဘက်ခီးပြောပွဲသားခီးသွားရတာမျိုးတွေဖြစ်တတ်တယ် ဒီချိန်တခါမှမလုပ်ဘူးတဲ့အလုပ်တွေကိုစတင်အကောင့်နဲ့ပေါ်ပြီးလုပ်နိုင်သောအနေအထားလေးတွေရှိပြီးရတာတို့ရာလူတို့အနေအထားလေးတွေဖန်တီးတိစောက်လာနိုင်နိုင်မယ်။အောင်တို့ဘာသာ30မှာတော့အညံ့လေးတွေရှိတယ်သတိထားလူလိန်လူကောင်းနဲ့တွေ့ရတတ်တယ်။ငွေကြေးတစ်ခုတည်းလိန်တာမျိုးမဟုတ်ဘဲနဲ့နှလုံးသားတွေရောကာမတွေရောလိန်ငယ်မှုတွေတွေအားစာကြုံရတတ်တဲ့ဂိမ်းလေးတွေရှိတော့အထူးသတိထားပါလူမှုရေးပြဿနာလေးတွေမဝင်အောင်ဂရုစိုက်ပါ။ပြီးတော့စကားပြောဆိုတဲ့အခါမှာသတိထားပါအတွင်းရည်ကိုတခြားသူတွေကိုယုံကြည်စွာနဲ့မပြောပါနဲ့ပြောရတဲ့ဟာတွေကိုနောက်ွယ်မှာပြန်ပြန့်ပြီးတော့အချက်အကျအကျိုးနဲ့ဖြစ်တာမျိုးတွေကြုံရတယ် ရွှေလေးတွေဆိုရင်ချစ်သူမြောက်နေမြန်မြောက်နေတဲ့ဒီဟိုဟာဗီဒီယိုတွေပါတယ်ပေါ့နော်အဲဒါမျိုးတွေ line mode တွေပါတယ်ပြန်လာအချက်တွေအကျိုးနဲ့ဖြစ်တာတွေဒီရက်ပိုင်းမှာကြုံရတဲ့တဲ့ခင်ရှိတော့သတိထားပါဗျာနော်ကန်ရရဲ့ထောက်မှုအပြေဝါရအောင်အနီရောင်ချက်သွေးရောင်နှုတ်နှစ်ရောင်အဝါရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးရမယ်ခရင်ညုံခရင်ပန်းကြာပန်းကန်ဘာမန်းရောင်စုံအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရားမှာဖရားပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါတာသမီတွေ အဲဒီကလာမှာကျောင်းရတဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရာလေးဘယ်လိုခြေရမလဲဆိုတော့ကထိုင်သင်္ကန်းလေးလူတန်းပြအောင်လူတန်းဌာနပြုပြအောင်ပြုလိုက်ပါစီဝါလက်လာပါတွေအေကံမိုးချပို့တိုးတက်လာလိမ့်မယ်ဒါအပြင်လမ်းမှာကြိုက်ခွက်ရှိတဲ့နေရာလေးတွေရှာပြီးတော့ညနေဆောင်လေးတစ်ခုမှာပေါ့နော်တန်ဖိုးထဲမှာတဲလေးထည့်ပြီးတဲ၆ပုံလမ်းခင်းပြအောင်ခင်းပြလိုက်ပါကျောင်းရတဲ့အညံ့လေးအေကံမိုးချပြေပြောက်သွားပါလိမ့်မယ်အင်္ဂါတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါတယ်ကြနော်